တောင်းပြင်သူတွေ့လက်သူ့ရှေ့ဖြတ်သွားရအောင်ကိုမတ်စဲနေတာလုံးဝရက်ွက်တည်းအရသမားလိုပဲသူကအဲ့ဒူးတန်မှုရဲ့တဲကိုအဲ့တက်စိတ်တစိတ်တဆုတဆုလုံးဝဝိုင်းထားတာစေချောင်းချောင်းလုံးဝဝိုင်းထားတာဝိုင်းထားတယ်တရက်နေထိုးချိန်တာ ငယ်သားတွေနဲ့အတူတူကနေထိုင်ခြင်းအဲ့ဒါလည်းအရင်ကြီးကြည့်ရအောင်နော်အဲယေဟောရီရဲ့အကြောင်းသိခြင်းယေဟောရီနဲ့အတူနေမှရဟုတ်လားဒါအကုန်လုံးဒါလက်ခံရမယ့်အရာပေါ့နော်သူတို့နဲ့အတူမနေဘူးကိုကတည်တည်တခြားနေတယ်ကိုကခုနလိုပေါ့အဲကိုကငါးကောင်းဆောင်ငါးအရာရှိငါသူတို့နဲ့ဓာတ်မတူမတူတော့မှန်တယ်အစားနဲ့တတ်မှတ်ပြီးသားကိုကဘူကြီးဟိုမှာဒါရဲဘော်သက်သားမတူတာတော့အကုန်လုံးသိတယ်သူတို့လည်းသိတယ်ဒါပေမဲ့အဲ့လိုနေလိုက်မယ်အဲ့လိုမျိုးပုံစံမျိုးရိုးကြီးအပြစ်တင်ထားပြီးနေမယ်ဆိုရင်အဲ့ရဲဘော်ကြောင့်မသိတော့ သူကอืมရဲဘော်ကလည်းဘယ်လိုလဲဆိုတော့သူကအစွဲရှိတယ်အစွဲရှိရယ်သူကငါတို့ဘိုးကြီးမင်းတို့ဘိုးကြီးငါတို့ဘိုးကြီးဆိုတော့အစွဲရှိအဲငါတို့ຢາရှိဟဲ့အောင်အဲ့ဒါငါတို့ຢາရှိกว่าအဲအခါကျရင်တို့အရန်ချစ်တဲ့ຢາရှိနေဆိုတို့ဘယ်တော့မှမခွဲခြင်းတခွဲပြောင်းလာရပါရှိငွေယူပြီးတော့လာပြောတာဟောမင်းဘာဖြစ်တာလဲဟောငွေချက်မှလဲအော်ဘိုးကြီးကျွန်တော်တခွဲပြောင်းလိုက်တယ်ဟောမင်းအဲ့ဒါငိုစရာလားငါလည်းတေဝမဟုတ်မင်းလည်းတေဝမဟုတ်အဲ့လိုပြောဒါမှမဟုတ်သူကနေနေတာအာကျွန်တော်ဘိုးကြီးနဲ့ပဲနေနေတာအဲ့လိုမျိုးပုံစံသူတို့စိတ်ထဲမှာအစွဲရှိ အဲ့လိုမျိုးအစွဲတွေကကြတော့တကယ်ကောင်းတဲ့ဟာလေးပေါ့နော်ရှေ့တန်းမှာတတောင်တောင်အသက်ပေးပြီးတော့တိုက်ပွဲဝင်ရတဲ့ခါမျိုးတွေရှိတယ်ပေါ့နော်အချို့အရာရှိတွေကအဲ့လိုမနေတဲ့ခါကျတော့အဲ့အရာရှိဘာဖြစ်ဖြစ်ဆိုပြစ်ထားရရေပေါ်တွေအများကြီးရှိဒါရှေ့တန်းမှာပေါ့နော်အဲနေဘက်ကစားဆက်ဆန်းနေရိုးပြေယူတဲ့ငါရာရှိกว่าငါခွင်တူးကန်กว่าငါပို့ပြီးတော့ခွင်ရရမယ်กว่าဆိုရင်နေတဲ့កောင်တွေကအဲ့အချိန်ကျတော့တိတောင်ဘူးမှသူ့ကိုမကြည့်ဘူးဘူးမှသူ့ကိုမကဲဘူးဘူးမှသူ့ကိုမလေစားဘူးတကယ်လို့အရေးကြောင်းကြုံပြီဟဲ့ဆိုရင်သူ့တော်မစင်းစားဘူးကိုတော့ကိုပဲရင်စင်းစား ဒါလူပဲလေနော်အကုန်လုံးတေပေးကြုံပြီဆိုကိုယ့်အတွက်ကိုအရင်စဉ်းစားဒါပေမဲ့ခုနကလိုရဲဘော်ရဲဘေးစိတ်ရှိသွားပြီဆိုတဲ့အချိန်ကျတော့အကုန်လုံးအတွက်စဉ်းစားကိုချစ်တဲ့လူတွေအတွက်လိုက်စဉ်းစားဆိုတော့ထမင်းဟင်းကောင်းကောင်းမွန်စားရတဲ့အခါကိုအခြေဆုံးလူကိုသတိရသလိုပေါ့အဲ့တော့အရေးကြုံလာတေပေးကြုံလာအဲ့မျိုးဆိုရင်ငါဘိုလ်ကြီးထိမှကြောက်တယ်ငါဆရာကြီးထိမှကြောက်တယ်ဆိုတဲ့စိတ်တွေကအဲ့အချိန်မှာပို့တယ်အဲ့လိုမျိုးကြရင်အတက်ပါပေးဖို့ဝင်မလေးဘူးဆိုတဲ့ဟာတွေဖြစ်လာတယ်အဲ့အရာတွေစပြီးတိဆောက်ဖို့ကခုနအခြေခံချက်တွေကနေစတယ်ပေါ့နော်အဲတခါကြုံမှုတယ်ပေါ့နော်သူကအဲအဲ့အဲ့ဘိုလ်ကြီးကအဲ့လိုပေါ့ ဒါကနေမဲငှက်စားဆက်ဆံတဲ့သူပေါ့နော်အဲအရာရှိ ပုံစံမျိုးနေတယ်ထိုးတယ်ကြိတ်တယ်ဆိုရင် तू အရာရှိပြီးသားနေပြန်မှာထိုးပြီးကြိတ်ပြီးရေးဆိုရင် तू ကျုံးပြီဒါပေမဲ့ခုနလိုနင့်နာခံရမယ်ဟေးဆိုရင် तू မရှိတော့အဲအဲ့လိုအဲ့လိုမျိုးပုံစံမျိုးနေရေဘော်လည်းမကျင်တဲ့ဘူးမကြိုက်ဘူးအဲ့တက်ခွေကနေအမြဲတမ်းခွင်းမပြက်ွက်တွေဖြစ်တယ်ထွက်ပြေးတယ်အရှည်တန်းထွက်မယ်ဆိုလိုက်ရှာလို့မရဘူးအတက်ထဲမှာနေပျောက်နေရကောင်တွေရှိတယ်ဟိုအပြင်ထွက်ပြေးရမို့တက်ထဲမှာနေပတ်ပြီးပုန်းနေကြအော်ဝါမင်းအရေးအောက်သွားပြီးခိုးပြီးအိတ်နေတဲ့ကောင်နဲ့အဲ့လိုမျိုးအဒီဘိုးကြီးနဲ့စစ်စင်ထွက်မှာကိုကြောက်လန့်ပြီးတော့ အဲ့လိုမျိုးပုံစံမျိုးရှိအဲ့လိုက်ပြီးတွေးလို့ဟာမင်းဘလို့ဖြစ်လို့အဲ့လိုလိုက်လျှောက်ပုံနေရလဲမဟုတ်ဘူးကျွန်တော်ဒီဘိုးကြီးနဲ့မသွားခြင်းဘူးဟာကိုရီးယားပို့ပြီးတော့ပြတ်အားနာဟာမင်းမင်းအရာရှိနေမလိုက်ခြင်းဘာလို့ဘလို့လုံးပြအဲ့လိုမျိုးကနော်လုံးဝအုပ်ချုပ်မှုမရဘူးခေါင်းဆောင်မှုမရှိဘူးဆိုတော့အရာရှိမျိုးတွေကြတော့ဒါအဲ့လိုပေါ့နော်အနာမကိုမနေခြင်းဘူးတခုခုဆိုရင်အဲ့ဒီဘိုးကြီးနာမကိုကတ်မနေခြင်းဘူးအဲ့လိုမျိုးပုံစံမျိုးရှိတယ်တကယ်ချစ်သွားပြီဟေးဆိုတော့ကြာလဲအဲ့ဘိုးကြီးဘာလို့လဲကြည့်နေအဲ့အရာရှိမျက်နှာမျက်နှာကလေးကြည့် ခါကြရင်မခံချင်းမခံသာဖြစ်တယ်ပေါ့နော်တခြားတက်ခွဲနဲ့ကိုတက်ခွဲကရာရှိနေစကားပြောတယ်အဲတက်ရာရှိရှိချင်းငင်းခုံတာတွေရှိမှာပေါ့ရာရှိပြန်နိုင်ဆိုင်တာတွေရှိရပေါ့တက်ခွဲအကြောင်းပြောရဟောငါတက်ခွဲကဘောလုံးပထမရတာအဲငါတက်ခွဲကဘာပထမရတာအဲငါတက်ခွဲကဘာအဲဆိုရင်ပြန်ရောက်လာရေဆိုတော့ဘွေးချရောကျွန်တော်စီမှာဘာရှိတယ်ပြန်လို့ပြန်လောင်းဝင်လာပြန်ကမ်းမယ်အဲကျွန်တော်စီမှာပတ်စံဘလောက်ရှိတယ်အခုလုံးစုပြီးလာပေးတာမျိုး အဲ့လိုမျိုးတခွဲစိတ်သက်တွေဘာတွေကစပို့ပြီးတော့ရှိသွားတယ်အဲ့လိုမျိုးနော်တသားတည်းဖြစ်သွားတဲ့ခါကျတော့ဒီအရာရှိကိစ္စကငါကိစ္စပဲဒီရဲဘော်ကိစ္စကငါကိစ္စပဲလို့လုပ်ခဲ့တော့တို့ကလည်းတို့ရဲ့ဝေးကိစ္စတို့ကိစ္စဆိုပြီးပြန်ဖြစ်သွားတယ်အဲ့ဒါတွေကအရန်လိုအပ်တဲ့အရာဖြစ်တယ်ဗောနော်အဲကြောင့်မလို့ဒီဥစ္စာတွေကအရန်ရေးကြည့်ရင်ငယ်သားရင်းနဲ့အတူတူကနေထိုင်ပါဆိုတော့အဲ့ဒါတွေပါအခွင့်ထူးခံကျွန်တော်ကအရာရှိဖြစ်သွားတယ်တကယ်တော့စဉ်းစားပါဒီညီတွေကပူတော်ဆိုးသေးတယ်ဒါကရဲဘော်ကနေလာတာဟုတ်လားစစ်တပ်ဘက်ကကောင်တွေကအရာရှိဆိုပြီးဒုံးလိုချပစ်လိုက်တာဘောကနေတင်တန်းပြရနဲ့အရာရှိ ူကရဲဘော်အဆင်ကိုမဖြတ်ဘူးဒီအဖွဲတွေကအကုန်လုံးကရဲဘော်အဆင်ကိုဖြတ်လာတော့ရဲဘော်တွေရဲ့ခံစားချက်တွေရဲဘော်တွေရဲ့ခက်ခဲတွေကိုပို့ပြီးတော့နားလေပို့ပြီးတော့စာနာတတ်အဲ့တော့ပို့ပြီးတော့မိုက်တယ်တကယ်သာလိုက်လုံမယ်ဟေးဆိုရင်ဟိုဘက်ကကောင်းနေတဲ့အပုံကြီးသားပြောချင်တာဒီရဲဘော်တွေရဲ့အကြောင်းကိုနီနီကက်ကက်ကိုကဖျက်တမ်းခဲ့တာဖြစ်တဲ့အတွက်ဒီရဲဘော်တွေအကြောင်းနားလေအနားလေတော့ဒီရဲဘော်တွေကိုဘယ်လိုပါလုပ်ပေးရမလဲဆိုတာရာစာကိုကောင်းတယ်မှာလုတ်ပေးနိုင်ရင်လုတ်ပေးနိုင်တယ်လို့ကြိုးမြတ်ဖြစ်တဲ့ဟာလေးပေါ့နော်အဲအဲ့လိုအဲ့လိုဟာမျိုးတွေအတွက်ကိုဒါအများကြီး ခကြီးရောက်တယ်ပေါ့ခကြီးရောက်တယ်ဟိုကကောင်တည်းကအဲ့လိုမှမဟုတ်တာသူကရာရှိဆိုပြီးတော့လာလိုက်တယ်အခြေခံအောက်ကရဲဘော်ရဲ့အဆင်ကိုသူတို့မသိဘူးအဲခါကျရင်အဲ့လိုပေါ့ငါရာရှိဆိုပြီးခွန်ဒူးခံတာရရှိတယ်အများကြီးပဲအများကြီးပဲဒါကြောင့်ကြုံသွားရာဆိုရင်ကျောရဲဘော်တွေကကျွန်တော်ဘယ်လောက်ချစ်လဲဆိုတော့အဲဟိုနေ့ကပြောလို့ပါစစ်ကြောင်းနှစ်မှာကျွန်တော် IO အဲစစ်ကြောင်းနှစ်စစ်ကြောင်းမှုကဒုတိယမှုဒုတိယမှုကအဲ့လိုမျိုးအမြဲတမ်းနေမဲကစားဆဲတာအဲအဲ့လိုပေါ့နော် ပင်မန်းနှစ်ယောက်လုံးပင်မန်းနေရပဲသူလည်းပင်မန်းကိုလည်းပင်မန်းကိုကငယ်ပူတော်ဆိုးသေးတယ်ကျင်းနှန်းနေရောဘာရောညာရောအဲ့လိုမျိုးပေါ့နော်ရဲဘော်တွေကိစ္စတွေသူကမနဲ့ဆိုအမိန်မဲပေးတာရအောင်ဒီနေ့ခြံစည်းကိုကာမယ်ဒီနေ့မျောခုံမယ်ဒီနေ့ဝါခုံမယ်အဲ့ဒါကိုအကောင်တယ်ဖော်ရတာကိုနဲ့ကိုရဲဘော်ရင်းနဲ့အဲအဖွဲတွေကိုတန်းစီပြီးမာရပြီးပြောရပြီဒါပေမဲ့သူကအဲ့ဒါပြီးသွားပြီဆိုတော့သူကအမှဒုတ်တချောင်းနဲ့သူကငပြောသီးကိုအပိုင်းပိုင်းဖြတ်ပြီးခေါက်ရိုက်တယ်ဆိုတော့အဲ့ဒါပဲကျင်လာတဲ့နေကောင်ဖုံးဖုံးအဲ့ငပြောသီးကိုလိုက်ခုတ်ပေးရသေးတယ်ဟာအဲ့လိုမျိုးကောင်အာကြားတော့ဖုတ်တော့ဒီကောင်ကိုကြည့် ပြီးရင်ရဲဘော်တွေတက်တာချောင်ကြီးအတွက်သူမစင်စားအောင်အဲပြီးရင်သူကအမြဲတမ်းရက်တော့တောက်ပြီးသွားရင်သူကအေးစစ်စစ်တောက်တာကိုဘာမှမဖြစ်ဘူးတောက်ပြီးသူကတွေ့လက်သူ့ရှေ့ဖြတ်သွားရအောင်ကုန်ပတ်စင်းတာတော့ရက်ွက်တွေကရက်သမားလိုပဲအဲ့မျိုးတွေအေးအောင်ဟာငါတို့ကပြီးရင်ငါရှေ့ဖြတ်သွားပြန်ပြီဘာဖြစ်လဲညာဟာရဲဘော်ကဘာလုပ်အောင်မလဲသူကနေတော့တဲရစကန်းအလေတဲတယ်မှာသူ့ရှေ့ကမဖြတ်ဘဲရှေ့ကဖြတ်မှာအဲ့လိုခါကျရဲဘော်တွေကဘယ်မှမသွားရဲချီးပါကျင်တာတော့မှသူ့ရှေ့ကဖြတ်ရမှာဆိုလို့မသွားရဲဟာအေးအောင်မင်းငါကျမ်းမိုက်ချွတ်တယ်မဲသွားအဲ့လိုမျိုးတွေကစာဖြစ်လာအတဲကြအဲ့လိုပေါ့ နေမင်းကစားဖြစ်လာပါရဲဘော်တွေကသူ့အစတော့အရန်သူတို့ရဲ့အရာရှိပဲဆိုရယ်စိတ်နဲ့သူကရမ်းချစ်တယ်ပြီးရင်ကျွန်တော်ဆိုရင်ကျောင်းအိမ်ကအဲ့လိုမျိုးအကျော်လော်တွေပို့တယ်ပို့တဲ့ခါကျတော့အဲ့ရရမ်းရှားပါတော့ရှားပါတော့ကျတော့အဖွဲတွေပေးထားအဲ့လိုအဲသူ့ရဲ့ဘတ်စမန်တွေလည်းရှိတယ်အဲပြီးရင်ကျောင်းဘတ်စမန်တွေလည်းရှိရောရော့ဒါလေးတော့တင်ထားဒါကငါတို့ငတ်တဲ့ချိန်ကျရင်စားဖို့ဒါဒါကတော့ငါတို့ဒါဒုတိယမှုအတွက်ကျွေးဖို့အဲတို့ကောင်းကောင်းမွန်မွန်လေးပေါ့အကျော်လော်အဲ့လိုမျိုးကြီးကောင်းစားကြီးတော့မဟုတ်ငါ၆ကျော်လေးတွေမြုပ်သီးကျော်လေးတွေ ဒါမျိုးအာဒါမရဘိတ်ဖက်နဲ့စားလို့ရတဲ့ဟာမျိုးလေးပေါ့နော်လုံးဝငပြောဦးကြီးပဲမတိုးနေအောင်လို့ဒါမျိုးပုံစံမျိုးလေးစေနာထားပြီးတော့လုပ်ပေးတာရဲဖို့ရတိဒီကြားထဲမှာဒီတကောင်သားဟာတောက်လျှောက်ဆဲနေအောင်သူကမြင်နေကြအာမွေးခင်ဗျားမလို့ရောက်လောက်တီးခတ်နေတာအာမဟုတ်ဘူးဒါကိုရရှိပဲပေါ့နောက်ဆုံးတစ်ချိန်ကျတီးမခံနိုင်တော့ပောက်ခွဲရောအာပြစ်မခတ်မယ်ဒီဖြစ်ကုန်ဖြစ်ကုန်တော့ကျတော့အဖွဲတွေကဘာလုပ်လဲဆိုတော့ကျွန်တော်စိတ်လျှော့ပြီးတော့ဒီနေရာထွက်သွားလိုက်တာပေါ့နော်ဆက်ပြီးတော့မပြောချင်တော့သူကတောင်းရင်းဆိုင်နဲ့ဆဲနေတာ အဲ့မေနှမတွေကင်ဆယ်ကျွန်တော်အဲ့ချိန်ကျွန်တော်အမေဆုံးတာဖုန်းတော့အမေကင်ပြီးပြောတဲ့ချိန်မှာဒါဒေါသထွက်ပြီးတော့ကျွန်တော်အမေဟိုဘယ်လောက်ချက်လဲဆိုတော့ဒီရဲဘော်တွေကလည်းတိတော့တိတော့ကြတော့သူတို့ကမခံချင်းမခံတာဖြစ်ပြီးဘွေးမလုံဘူးလားဟာမလုံပါဘူးလို့ကအဲ့လောက်ကြီးဟိုကလည်းမဖြစ်ဘူးဒါစစ်တပ်မှမလုံတင်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးကိုကတွေးနေအောင်ရှိတယ်ခဏကြာမှောင်မှောင်မွေးမွေးနေတော့အတန်တွေထွက်လာအုံချင်းချင်းနေတယ်ဟာဆဲကြဆူကြရဲ့အတန်တွေထွက်လာရံဖြစ်တယ်ထင်လားဟဲ့ငါလုံးဝသာထွက်လာခဲ့ဘာဖြစ်လဲညာဖြစ်လဲဟာရံဖြစ်ပြီလားမသိဘူး အော်ငါရေဖို့တွေပါတယ်ကွာပြဿနာပဲပေါ့နော်လူကလူကြီးနဲ့အဆင်မပြေလို့ဘူနေပါရယ်ဆိုမှပေါ့နော်အာနဲ့မှောင်မဲမဲနဲ့ဓမီတဝင်းနဲ့သွားဘဲဟုတ်မလဲသူကအဲ့ဒုတန်မှုရဲ့တဲကိုအဲ့တက်စိတ်တစိတ်တဆုတဆုလုံးကဝိုင်းထားတာစေချောင်းချောင်းလုံးကဝိုင်းထားတာဝိုင်းထားတဲ့တရက်နဲ့ထိုးချိန်တာထိုးချိန်တာရပြောင်းမင်းခုထွက်လာခဲ့အော်ဘိုးကြီးကမင်းကိုဒီလောက်စေနာထားတာကိုမင်းကဘာလို့ဘာဖြစ်နေလဲအဲ့ပြောတယ်ရဲဘော်တွေတက်ချက်ကြီးတွေကကိုယ်ဝိုင်းပြောတာအဲ့လိုဝိုင်းဆဲနေကြဟာမမြင်ဘူးတဲ့မြင်ခွင်းနေမြင်တာပေါ့နော်အာအဲ့လိုတွေမလုပ်နဲ့ ချိုးကောင်တွေတနက်တွေမဟုတ်ကျွန်တော်တို့ဒါဟိုအဲ့တော့ဘီအေတရာပေါ့အမေနိုင်အခုစိတ်မြောင်းနေစိတ်မြောင်းဆိုထောင်ပြီးမှဒီလိုပြရဟလားအဲ तू ကအဲ့ဒါကိုပြောင်းထိုးပြီးချိန်လားလို့ဘုံကြီးကကင်ပြီးတော့အဲ့တော့မင်းထွက်လာခဲ့လို့ပြောဟာရောက်နေမလုပ်နေဆိုအဲ့တနက်လေးကြားထဲဝင်ပြီးတော့ကာကာဟိုဟာလောက်ရတော့ဗောနော်ဟိုဖြန်ဖြေရအဲ့နောက်ဆုံးပြန်တွေးပြီးတော့ဒီ vision ကမှတ်မှတ်ရရကို့အတွက်ကျိုးမြတ်ရလိုက်တာဒီစစ်ကြောင်းတစ်ကြောင်းလုံးကကို့အတွက်ရှိတယ်ဒီစစ်ကြောင်းတစ်ကြောင်းလုံးကကို့ကိုစကားနဲ့ဆဲရတာကိုမခံနိုင်ဘူးဆိုတော့ဟိုပီတိဗောနော်ဒါပြဿနာဖြစ်တာပြဿနာဖြစ်တာဒီဘိုင်းဗော ဒါပေမဲ့အဲ့စစ်ကြောင်းတစ်ကြောင်းလုံးရဲ့သဘောထားကကို့ပေါ်မှာဘလို့ရှိတယ်ဆိုတဲ့ဟာကြီးကိုဒါလက်လက်လေးလေးသိလိုက်ရတော့ဒါဝမ်းလဲတာတယ်ဗောနော်ငါကောင်းဆောင်မှုရပြီဆိုတဲ့အတွေ့လည်းဖြစ်သွားတယ်အဲ့တော့ဆိုရင်အဲ့လိုဗောဒါအဲယွန်းစလင်းဟိုဟိုနေ့ကပြောရယွန်းစလင်းအဲယွန်းစလင်းကိုအဲပစ္စည်းကြံခဲ့တာအမှန်တော့ဒီယွန်းစလင်းမရောက်ခင်ဒီရှာဒီဒီကြောင်းအဲညောင်မင်ကုန်းမှာညောင်မင်ကုန်းမှာဗောနော်3400အဲပလက်ခုအောက်ကညောင်မင်ကုန်းမှာသူကဗျူဟာမှုရဲ့ပစ္စည်းကိုဒါပေးဖွဲ့အသေးလာ ပေးဖွဲ့အသေးလားဒေလာတော့အဲ့ပစ္စည်းကိုလက်ဆင့်ကမ်းရမှာအပြွာမှုပစ္စည်းလက်ဆင့်ကမ်းပြီးတော့တဲမှုစကန်ကိုတောက်ပို့ရမှာအဲတဲမှုစကန်ကခုနဘလက်အော်အော်ယွန်းစလင်းမှာရှိတယ်အဲယွန်းစလင်းတိတောက်ပို့ပြီးတော့အဲယွန်းစလင်းကနေမှာနောက်ထပ်ပြွာမှုရှိတဲ့စကန်ကိုနောက်ထပ်ဖွဲ့လက်ဆင့်ကမ်းမှာဒါပေမဲ့အဲ့ပစ္စည်းထားခဲ့တယ်ဆိုတဲ့ဟာကိုထားခဲ့တဲ့ကောင်မပြောခဲ့ဘူးအဲ့ပစ္စည်းကိုလက်ဆင့်ကမ်းရမှာနော်ဆိုတဲ့ဟာမျိုးမပြောခဲ့ဘူးတိုင်းပြထားခဲ့တာအဲ့တော့လည်းမသိဘူးဘယ်ပစ္စည်းကဘယ်သူမှမသိတော့ဂျက်ဖာလေးနဲ့အဲ့လိုအလုံးပိတ်လေးပလတ်စတစ်ထုတ်လေးနဲ့လာတော့မသိဘူး ။အဲ့ဒီတော့သူတို့ကိုပေါ့နော်ဒိုင်းမန်းနေလိုက်တာ။အိုက်ဖွဲ့ရဆက်ထပ်သွားအောင်။အိုက်ဖွဲ့ရဆက်ထပ်သူကသူဆက်ထပ်သွား။နောက်ဆုံးညနေလောက်ကျအိုက်အိုက်အထုပ်ကြီးကိုတွေ့ရောအကုန်လုံးကတော့ကိုပြည့်စည်းပါတဲ့ဟာလေးယူကြယူကြအရှိုးယူသွားပြီ။အိုက်ထုပ်ရကြံနေခဲ့ရော။တော်ဘယ်သူထုပ်လဲပေါ့နော်။မေး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 ပြုတော့မှအဲ့မှာအထုပ်ကိုဖြီးကြောအထင်းထဲမှာစာပါလေ။ယူအောင်မူးတွက်။ဟာခေါင်းကြီးကြီးအဲ့ခါကျတော့ဒါမှမဟုတ်အဲ့ချိန်မှာအိုက် 2IC ကကျွန်တော်အသေးသေးတာ။အဲ့လိုသေးတာပေါ့။မင်းစောက်တော့မကြောက်ဘူး။မင်းညာရှိစင်းနဲ့မလျော်ညီဘူး။ဘာဖြစ်ဟာမလည်းဘာမှမသိအောင် ငါ့ကိုလည်းဘယ်သူမှပြောခဲ့ရလဲမဟုတ်ဘူး။ငါ့ကိုပြောခဲ့တော့ငါလိုက်ဖို့မှာပဲပေါ့နော်။ဒါမဖြစ်မနေဒါလုတ်ပေးရမယ့်ဟာဆိုပြီးတော့တတ်မှတ်ထားလုတ်မှာပေါ့နော်။ငါအပြင်းကြီးပြီးမလုတ်တာလည်းမဟုတ်ဘူး။ငါအပားခုပြီးမလုတ်တာလည်းမဟုတ်။ဒါပေမဲ့ငါ့ကိုတည်အောင်ဆွဲ။အဲ့အချိန်မှာမခံချင်ဘူးလူကမခံချင်။ခံချင်တော့နောက်ဆုံးသူကဆဲဆိုပြီးတော့တဲတဲခွင်သွားသူကလူကအဲ့ဒါကြီးကိုခေါင်းထဲမှာတွေးပြီးတော့ငါအဲ့လိုကောင်းမျိုးမဟုတ်ဘူး။ငါသူပြောလို့ရာရှိမဟုတ်ဘူး။ငါငါနဲ့ငါတာဝန်ကြီးအောင်နေတယ်ငါကောင်းမွန်လိမ်မနေတဲ့ကောင်ဒါမျိုးကိုငါအဲ့လိုပြောကြရလားဗျအစိတ်တော့မကြည့်နေဘူး အဲ့တွင်းတွင်းနဲ့ဆက်နိုင်ထိုးတော့ကြတော့ထတော့မရတော့ဘူးကွာသွားမယ်ထပြီးရောက်တော့ကအဲ့ပစ္စည်းလို့သွားပုံမယ်လို့သူ့ကိုလည်းခွင့်မတောင်းအဲ့အောက်အဖွဲ့တွေပြောတာပေါ့နော်အသွားပုံမယ်လို့အခမ်းသားနိုင်ဘူးလို့ငါအဲ့လိုလာပြောငါတသက်လုံးကအဲ့လိုလုံးခဲ့တဲ့ကောင်မဟုတ်ဘူးသူလည်းကြမှာကအဲ့လိုမျိုးပြောခံနေရအဲ့နဲ့မင်းတို့လိုက်မလားမလိုက်ရင်လည်းငါတယောက်တည်းသွားမှာအဲ့ပြောသူကဖွဲ့တွေဟာလိုက်မှာပေါ့နော်အာဘိုးကြီးအဲ့လိုသွားလိုက်မှာကျွန်တော်လိုက်မှာဟိုလူလည်းလိုက်မှာဒီလူလည်းလိုက်မှာစကြောင်းစကြောင်းလုံးလိုက်မှာဖြစ်ကုန် ဟာဒီကြောင်လုံးတော့မလိုက်နဲ့ဥမာတယောက်တည်းကြံခဲ့လိမ့်မယ်ပေါ့နော်အဲဒါကြောင့်မင်းတို့ဘသူတွေဘသူတွေသွားမယ်အဲ့လို၄၅၆ခွဲထုတ်ထုတ်ပြီးတော့အဲ့ပါစယ်ထုတ်ကိုညရင်းချင်းလိုက်ပို့တာအဲ့ကောင်ကတော့ဘယ်လောက်သွားလဲဆိုတော့အနည်းဆုံးတရက်ခွဲကြော်ကြော်လောက်သွားရခီးဒါအဲ့ယွန်းစလီကနေပြီးတော့အဲ့ခုနပစ္စည်းတံမဲ့အဖွဲ့ကမနက်9နာရီဆိုထွက်တော့မှာကျွန်တော်အဲ့ဒါကိုည7နာရီကျော်မှထွက်တာအမှန်ဆိုပုံမှန်ခွန်ဟိုပါပေါ့နော်တရက်ခွဲလောက်သွားရမယ်ခီးကို9နာရီနဲ့ရောက်သွားရမယ်ပုံစံဖြစ်တော့ ည7နာရီနေဆိုမနက်9နာရီဆိုအကောင့်နဲ့ထွက်တော့မအောင်အဲ့တော့တရခွဲခီခီအောင်သွားတာမင်းခွေးပြေးပြေးလို့သွားမှာနော်မင်းတို့လက်ချင်မှာလိုက်ပြီးအနေများတယ်ဘာလို့လဲဆိုတော့အဲ့ဒီလမ်းတစ်လျှောက်မှာကိုစကန်းနေရှိအောင်အဲဒီအရင်ဆုံးစတွေ့ရမှာဘလက်ကိုဘလက်ကိုပြီးရတယ်ဟိုဘက်3400အဲအဲ့လိုပုံစံမျိုးတွေတကူစကန်းနေကြားထဲမှာကိုစကန်းနေပြီးရင်လမ်းဖောက်နေတဲ့အဖွဲရှိသေးတယ်ဒေါ်သာထုံးရင်းနဲ့လမ်းဖောက်နေတဲ့အဖွဲတွေရှိသေးတယ်အဲ့တန်ရင်းနေရှိသေးတယ်အဲ့တန်ရင်းနေရတယ်လမ်းဘေးတွေမှာအိတ်တာဘယ်နှမှာအိမ်မှာလည်းမသိဘူးကွာအဲ့ကြောင့်တက်ချင်းမှားနိုင်တယ်ပေါ့နော်ရန်သူဆိုပြီးတော့ပြစ်ခံရနိုင် အဲပြီးတော့ဟိုသွားတာညအချိန်ကြီးဆိုတော့ဘသူမှဒါကိုမယုံဆက်သွယ်မရဘူးဆိုရင်မသွားရတဲ့အနေထားပေါ့အဲအဲ့လိုအနေထားမှာမရရအောင်သွားလိုက်ဖို့မယ်ဆိုပြီးတော့သွားအော်ဟိုကောင်เนี่ยတေးသေးဆိုပြီးလိုက်တာဗျာအော်เนี่ยသွားမယ်အဲ့ဘာမှမယူနဲ့လေးပင်ဘာမှမယူခဲနဲ့ equipment ယူမယ်တနက်ယူမယ်ဒိုးမယ်အဲ့ဒိုးအဲ့တူအန်စီကိုလည်းမပြုတ်ထားခဲ့တာသွားလဲအိတ်နေဆိုထားခဲ့ဟေ့အောင်မနဲ့နိုးလာရဆက်သွယ်မှာမှာခဲ့ငါတို့တော့ရှောက်တော့ရှောက်ဟိုဆက်ကိုမိမမိမိအောင်လှမ်းပြောပါတော့ညကနေလှမ်းခေါ်ကြည့်ပါတော့သူကမနဲ့ ဒါ6နိုင်9နိုင်6နိုင်လောက်ဆိုသူဆက်ပေါ်တော့မယ်အဲ့ချိန်မတိုင်းခင်မှာမင်းအဆက်အသွယ်ရအောင်လုပ်ကြည့်မရဘူးဆိုလဲအဲ့ချိန်ကိုအတိအကျရအောင်ဆက်သွယ်လုပ်မအားလို့သွားတယ်ဆိုတော့လမ်းပြောအဲ့ချိန်ထိမရောက်နိုင်သေးဘူးဆိုတော့ကိုလည်းတည်တော့နော်အဲ့လိုလမ်းပြောဆိုပြီးတော့ပြောပြသွားဘယ်သူမှခွင့်မတောင်းဘူးကိုသဘောနဲ့ကိုချတာဒါပြောရရင်အဲ့ဟိုဟိုဘယ်လိုပြောမလဲထင်ရမြတ်လုံးတဲ့ထဲမှာပါတယ်ပေါ့နော်ကိုမှန်နေထင်နေဆိုရင်ငါငါလုံးကရေးယူလည်းမတက်နိုင်ဘူးဒီမှာလုံးပြီးတော့လစ်တာငါပြောတော့မခံဘူးဆိုတော့လစ်တာအဲ့မှာအော်ညာသကောင်ကြီးသွား ပြီးရင်ဘာလို့လောဆိုတာအတန်ကုန်អော်ရတာအတန်ပြဲကြီးနေတယ်တိလားဟိုပြည့်ခမ်းမှာဆိုတော့စခန်းသားရောက်ပြီဆိုရောက်ပါတကယ်ချင်းအေးအောင်လို့ပဲစကြောင်းအဲ့ဥစ္စာကိုကင်းသမားကြောင်អော်ရတာမအောင်ဆိုလမ်းပြမှာဆိုလို့လေတိော်လားဓမီတွေပိတ်အရင်ဆုံးអော်ရတာအော်တစ်ခါကျရင်ကင်းသမားအိမ်ငိုက်နေလားဗာလားမသိဘူးအတန်ပြဲမလာဘူးဟာအဲ့လိုမျိုးဆိုရင်ဟေးအောင်လုံးပေါင်းဘာဖြစ်လဲငါတို့ရေးကြီးလို့ဗာညာပြောပြဟာဘာတူလဲအဲခါကျရင်လှမ်းဆဲသေးဟာငါလုံးမလိုက်ဒီချိန်ကျတော့ဗာပြောဟာ ကင်းသမားရဲဘော်ကောင်းကောင်းဆဲခံနေရတာငါအတိခံရတယ်ဒီပြီးမှအဲ့လိုလှမ်းပြောအော်တဲမှုတွေဆိုစိတ်ပူတာပေါ့အဲ့တက်တရားတဲမှုတွေဟာညီလေးမင်းဘလို့ဖြစ်လို့လို့မဟုတ်ဘူးပါကျွန်တော်အဲ့လိုမျိုးမခံနိုင်ဘူးကျွန်တော်တော့ဟာမင်းအဲ့ဆိုငါလည်းလှမ်းဆက်တယ်အဲ့အချိန်ညာဘယ်သူမှဆက်တယ်လို့မပြောဆက်တရားပိတ်သွားတယ်အဲ့အဲ့လိုမျိုးဖုန်းတွေကလည်းအဲ့လိုမျိုးချက်ချင်းဆက်လို့ရတဲ့အနေသားမဟုတ်ဘူးရိုးစလင်းမှာဆိုဖုန်းကြီးရဲ့ဟာဆိုစကန်အလယ်မှာတိုင်လေးထောင်ထားတယ်အဲ့တနေရာပဲဖုန်းကိုကျိုးနဲ့ချီထားတာအဲ့စီရပဲပြီးတာပြီးရင်ဂိုရာကသူအချိန်နဲ့ပေးတာပေါ့နော်ဘန်ဒိုင်ဘန်ဒိုင်ဆိုပိတ်ဘန်ဒိုင်ဘန်ဒိုင်ဆိုဖွင့် ဲ့လိုမျိုးဆိုဘလို့မှဆက်တယ်မရဘူးသူတို့ကလည်းစိတ်ပူယုံမဲ့တက်နိုင်တယ်ဟဲ့အောင်လမ်းမှာဟိုဖွဲတွေရှိတယ်နော်မင်းဂယူဆိုင်အောင်နော်အဲ့အဖွဲတွေရနေရာအောင်မေးတယ်ဘယ်နေရာတွေမှာလဲသူတို့လည်းမသိဘူးလမ်းဖောက်နေရဆိုတနေ့မီတာ200ရောက်ရောက်မယ်300ရောက်ရောက်မယ်ဒါပေမဲ့မြေပုံညွှန်းထဲမှာသူတို့မသိကြဘူးတက်မှာပဲသိမှာတက်မှာကိုကြာလဲဆက်တွယ်လို့မရအောင်အဲ့ဒါလမ်းတစ်လျှောက်လုံးအဲ့လိုသွားတာအဲ့လမ်းအခုနလိုပေါ့အဲဒီလမ်းရောက်ပြီဆိုရင်အရှိမအရေးအကြောင်းလေးမြင်တယ်ဗာလေးမြင်တယ်ဆိုရင်អော်ပြီ ရန်သူဆိုရင်ပြစ်ခံအောင်ပါကို့အဖွဲဆိုလည်းကြောက်လို့អော်ရတာရမ်းပြမှာဆိုလို့ကို့အဖွဲတွေကလည်းအရန်လက်ဖြောင်းနေအချိန်တော့ရန်သူဆိုမမှန်ကို့ဆိုမှန်တယ်အဲအဲ့လိုမျိုးအဲ့အဲ့အချိန်တော့ပါနော်အဲ့တော့ချောင်းကြောက်ရတယ်ဟာអော်တယ်ဟျောင်းငါတို့ကဘာဖြစ်အာတပတ်စင်းနဲ့တကယ်ချင်းတွေတွေ့ပြီဆိုတော့ဟာမင်းတို့ကောင်းနေကွာရှေ့မှာမိုင်းနေရှိရဲ့နော်သူကလမ်းဖောက်နေအောင်အဲ့ကြောင့်မိုင်းနေရှိရဲ့သတိထားသွားအောင်ဘာအောင်ညောင်းငါတို့တချို့ကမဖော်ရသေးဘူးဟာအဲ့ကကြောက်ရတယ်ကွာခေါင်းထဲမှာဟိုတောင်းစားပြောတဲ့ဟာပဲကြားနေမခံချင်စိတ်ပဲဖြစ်နေအောင်နော်အဲ့ဒါသွားမယ်ဆိုသွား အော်သွားကြဟေးអော်ကြဟေးကြနေသားဟာလုံးဝစစ်တက်စစ်တက်နဲ့မလူပြောရရင်သာသူများကြီးပြောလို့ viewer မြောက်တွေပါတယ်မဟုတ်ဘူးအော်ကြော်ကြော်ကျန်တဲ့စကားတွေပြောသေးလားဟိုရင်တော့အကြောင်းနေအခုအကြောင်းနေရောအဲ့လိုမှပြောရင်လည်းစိတ်တွေကညစ်နေပြီလေပြီးရင်အရန်အေးတာအဲ့လိုတနက်ကင်လာတဲ့လက်တွေကအဲ့လိုခဲပြီးတော့တနက်တွေကမပါတော့တောင်းတောင်းဖြစ်နေဖြီကြည့်ရဖြီလို့မရငါလက်ကြီးဘာဖြစ်သွားလဲငါလက်ကြီးဘာအေးတာခဲတာဟိုအော်ပြေးပြေးပြေးတော့ဟိုအေးခဲနေရာသေးမှသွားတယ်နောက်ဆုံးမနေ့ခုနိုင်မှရောက်တယ်ခုနိုင်တို့ရောက်တယ် အဲ့ထပ်ပြီးပျက်စီးတယ်မြတ်အဖွဲရအပေါဝါရောက်နေပြီထွက်တော့မှာဟိုခေါင်းကနေလှမ်းမြင်တာနေဟိုနေဟိုသူတို့သူတို့အဲ့ရသာဆက်ထွက်ပြီဆိုသူတို့နောက်ဆက်လိုက်အောင်ပါပေါ့အဲ့ကြအဲ့လိုလည်းမလိုက်နိုင်တော့ဘူးအာခေါင်းကနေလှမ်းအောင်အဲ့ရစစ်တောင်းတစ်ကအဲ့ရုံးစလင်းမှနေအောင်တဲမူကဟာရဟိုခေါင်းကဘသူကြီးလဲခေါင်းကဘသူကြီးလဲပြီးမှတဲမူကအเจ้าကိုမြင်ဟာမင်းကွာဘာလို့ဘာဖြစ်နေလဲအော်ကျွန်တော်အဲ့လိုလိုပဲတိုင်တာပေါ့သိရမလား 2IC အเจ้าကိုတိုင်တယ်ကျွန်တော်လည်းသိရမှာပေါ့တဲမူကတေးချစ်တာ တမ်းမှသိချင်ဟာမင်းတူအစီကွာမင်းအတူပြောကံပြောခဲ့ဘူးပြန်ကြံထိုးကံဒါပဲကျွန်တော်မခံစားနိုင်ဘူးပေါ့နော်အဲတူအဟောင်းအားမလုပ်စီရဘူးလေငါလမ်းပြောမိမယ်ပေါ့နော်ဟာမင်းတို့ကလည်းဘလို့လာတော့သူအန်အောတာပေါ့နော်ဟိုဆိုတော့တရားခွဲသွားမယ်ခီးကိုမင်းတို့ဘလို့လာတယ်ဘသူလိုက်ဖို့ဟာလေသူကမယုံကျောင်းနေတဲ့နေရာနဲ့သူ့နေရာနဲ့ကိုအဲ့လောက်နဲ့မရောက်ဘူးသူကတွေးတာဒါပေမဲ့မရောက်ရအောင်သွားမယ်ဆိုရဲထိတ်နေသွားတော့မရောက်မရောက်အောင်ကိုရောက်တယ်ပေါ့နော်ရောက်တဲ့ချိန်မှာအဲ့ရေမှန်းချက်အောင်မြင်တယ်ပေါ့အောင်မြင်တယ် ါပေမဲ့ပြန်ပြီးတော့စဉ်းစားကြည့်တော့အဲ့ယူမန်ကြီးအဲ့လိုအောင်မြင်မှုတွေကကိုယ့်ရဲဘော်တွေပါမှဖြစ်တယောက်တည်းနဲ့ဘလို့မှမဖြစ်နိုင်ဘူးအဲ့ရဲဘော်တွေကလည်းအဲ့အချိန်ကြီးမှာမသွားသင့်ဘူးဆိုတော့အကုန်လုံးတိတဲ့သူတွေကြီးပဲသွားရင်ပြစ်ခတ်နိုင်တယ်သွားရင် mining နှိမိနိုင်တယ်ဒါတွေအကုန်လုံးတိတဲ့သူတွေကြီးပဲဒါပေမဲ့ကိုယ့်ဘော်ကြီးတောင်လဲသွားမှာသူကလည်းတိတယ်မင်းတို့လိုက်ချင်လိုက်မလိုက်ချင်ရင်ငါကဒုံးမှာဆိုတော့မဟုတ်ဘူးအဲ့ဆိုလိုက်ခဲ့မယ်လုံးဝသူတို့လည်းစိတ်မပြောင်းလိုက်ခဲ့ကြ ဒါကြောင့်မလို့ဒီရဲဘော်ရဲဘဲစိတ်တွေကအရန်ရေးကြည့်ရပါတော့။နောက်ဆုံးကျွန်တော်အဲ့ရနေပြီးတော့ဒါထမင်းတွေပါစအဲတဲမှုဆန်ထမင်းကြော်တွေပါပဲပြုတ်တွေနဲ့စားလိုက်ရသေးတယ်။အဲတော့တခါမှမစားရတဲ့ဟာကိုစားပြီးတော့ပြန်ပြီးဆိုတဲ့အချိန်ကျတော့နောက်ဆုံးဒီအဲ့3လောင်း4လောင်းဘာလို့ပြန်ဖြတ်တဲ့အချိန်ကျတော့ဘာတွေတွေ့လဲဆိုတော့မိုင်းတွေတွေ့တာတလန်းလုံးမနှင်းခဲ့မိတဲ့မိုင်းတွေတွေ့တာအများကြီး။ချို့မိုင်းတွေကအဲ့လို60သီးဆိုထောင်းနေတာ။ချို့ဘီကမခွဲနိုင်သေးတော့သူကအဲ့လိုတိုင်လေးတွေစိုက်ထားခဲ့တာ။ခါကြတဲ့အဲ့လိုပေါက်ပြားနဲ့သူကပေါက်သွားတယ်။ပေါက်သွားပြီးတော့မိုင်းတွေဆိုရက်သွား။ရက်သွားပြီးမှသူက အဲ့မိုင်းကိုသွားအမှတ်သားတစ်ခုလောက်တာညဆိုတော့မမြင်ဘူးလမ်းတစ်လျှောက်လုံးအဲ့မြောင်းလေးကသွားတာသွားတာသွားမိုင်းနှင်းကနေကြမှာအပေါ်တက်သွားတာမဲအဲ့လိုမျိုးကြော်ခဲ့တဲ့ဟာတွေအများကြီးတွေမဲပြန်ပြန်ကြတော့လုံးဝကုန်မိုးတဲ့တိုင်းမှာအေးယုံမိုင်းအဲ့မဲဘာဖြစ်နေညာဖြစ်နေလဲအကုန်လုံးကဟာဟာငါတို့လုံးဝဒါကန်ကောင်းလို့ပေါ့နော်ဒါပေမဲ့အကုန်လုံးကအဲ့ဒါကြုံရနိုင်တယ်ဆိုတော့စဉ်းစားထားပြီးသားဒါပေမဲ့လည်းခုနလိုတသားတည်းနေတယ်အတူတူရှိတယ်ဆိုရဲစိတ်တွေနဲ့ဒါတွေကိုမရရအောင်လုပ်ခဲ့ကြအောင်ပေါ့နော်အဲ့ကြအဲ့လိုမျိုးအသက်ပေးနိုင်တဲ့ရဲဘော်တွေကိုယ့်စီမှာအများကြီးရှိလာလေလေ ကိုစစ်ကြောင်းကဘာလို့လို့အောင်မြင်လေလေပဲအဲခုနကလို့ပါနော်ဒီဟာကြီးကိုမဖြစ်သင့်ဘူးဆိုတဲ့ဟာကိုတင်းမှုလည်းသိတယ်အမှန်ဆိုရင်ပုံမှန်ဆိုဒါအေးယူရမယ်ဟာအထက်လူကြီးကိုလည်းမပြောခဲ့ဘူးဒါပေမဲ့ဒီစိတ်ကိုတို့အတိမပြောကြတော့ဘာမှတို့မပြောဘူးမလုပ်ဘူးပြီးတော့တင်းမှုနဲ့အရင်ဟိုဟာဖြစ်နေရလဲပါတယ်ပေါ့နော်နေမာလဲဆိုတော့သူကချစ်တာလဲပါတော့သူကကာပါပေးတယ်ပေါ့နော်အဲခုနဒုတိယမှုငါပြောလိုက်မယ်အဲဒုတိယမှုကလည်းပြန်ရောက်တော့ဘာမှမပြောဘူးမင်းကွာနောက်ဆုံးငါ့ကိုပြောပါလားပြောလဲလှုပ်မှာမဟုတ်ဘူးပြောထက်ဆဲမှာလေဒီရောက်မှာ ဒါပေမဲ့သူကလူကြီးဆိုပြောတာပေါ့မင်းကွာနောက်ဆိုပြောတာဗာဖြစ်နေညမဲ့နာနာပေါ့အဲတော့အဲ့ဒီတင်းတင်းကိုအိတ်နာဘာလုံးမှမလုပ်ဘူးအဲ့လိုမျိုးပေါ့နော်တကယ်တကယ်တော့ဒီခုနလိုမျိုးညီကိုစိတ်တရားပဲဒါတွေဖြစ်အောင်လုပ်သွားတာပေါ့နော်